ဖြစ်တဲ့အလုံးမင်္ဂလာပါဖော့ပရန်စီဘယ်လန်ကျူတော့ပါတယ်ကျွန်တော်တို့ဒီမန်ချက်စတာယူနိုက်တက်ကကျွန်တော်တို့ဒီလီဗာပူးဆင်းကတမတရားဖြစ်တဲ့ဖရင်ဘောကျွန်တော်တို့အက်ရှင်ပတ်သက်ပြီးတော့ဇာဘက်ဆိုပြီးလုပ်ခဲ့တဲ့ဆိုပြီးတဲ့နေ့ဖော့ပလာတွေ့ရတယ်လက်ရှိချက်မှာဆိုကျွန်တော်တို့ဖရင်ဘောကကျွန်တော်တို့ဒီဒါပဲကျွန်တော်တို့ရသည်မှာဆိုရင်အတင်းကတူနဲ့ထွက်မယ်ဒီနေ့မှာကိုစတရီမီယာဒီနေ့မှာဆိုရင်လီဗာပူးဆက်သူနဲ့ရောင်းမယ်လက်ရှိချက်မှာဆိုကျွန်တော်တို့ဖရင်ဘောကကျွန်တော်တို့ဒီပျောက်ချွတ်ကြီးကယူတန်းစစ်ပဲရှိတယ်ပြောမယ်ဆိုကတမကျွန်တော်တို့ဒီခြေစွမ်းအသက်ရွာကြည့်မယ်ဆိုရင် တနေ့ဆက်ဆိုတော့ဒေါက်တာလုံးအာချီရဲ့ဒီမှာဆိုရင်ကျွန်တော်တို့ဒီတက်တက်ကသူနဲ့စုံဝင်စားနေတယ်ယူနိုက်တက်ကကျွန်တော်တို့ဒီပြောမယ်ဆိုရင်သူကအစောပိုင်းကသူနဲ့တစ်ဖက်ကစပေါ့တင်ကကွန်ရာသူနဲ့ခေါ်ခြင်းခဲ့တယ် ဒါမှမဟုတ်ကျွန်တော်ဒီကိုယ်နာကတူနဲ့ချက်စစ်တူနဲ့ပြောင်းသွားခဲ့တယ်။ legit ချက်မှာဆိုရင်နာကတူနဲ့ frame ပေါ်တူနဲ့ပြန်လန်းတူနဲ့စိတ်ဝင်စားလာတယ်။ဒီနေရာမှာဆိုရင်တော့ United ရဲ့ကျွန်တော်ဒီလူစင်းကိုကြည့်မယ်ဆိုရင်ဘောင်ဝင်ဘက်ချမ်းကဘယ်လိုမှကျွန်တော်တို့အစင်ပြု legit ချက်မှာဆိုရင် dialog ကစားနေတယ်။ dialog မှာဆိုရင်ဘောင်ဘက်မှာဆိုရင်ဘယ်လိုမှကျွန်တော်တို့အစင်ပြုဗျာ။ dialog စီကကျွန်တော်တို့ဘာမှကျွန်တော် attacking ဆက်အာခွင်းဖဏီမှုပိုင်းဘာမှကျွန်တော်ဒီမမြင်ရဘူး။ဒီနေရာမှာဆိုရင် dialog ကကျွန်တော်ဒီဘောလုံးရပြီဆိုရင်သူနဲ့ရှင်းနေတာမျိုးတွေရှေ့ပြီးရမှာပြီးမယ်ဆိုရင်နောက်မှနေခဲ့တာမျိုးတွေဒါမျိုးရှိတယ်။ဘာမှဆိုရင်တော့ dialog ကကျွန်တော်ဘောင်ဘက်မှာဆိုရင်ဘယ်လို ုံးမကျွန်တော်ဒီအစင်းပြေဒီနေရာမှာဆိုကျွန်တော်ဓာတ်လော့ကိုကျွန်တော်ဒီတားပြီးတော့အပြစ်တွေလုံးမပြအောင်ဘာလို့လဲဆိုတော့ဓာတ်လော့ဆိုတာဖုတ်ဘက်ကတော့ဖြစ်တယ်ဒီနေရာမှာဆိုရင်ကျွန်တော်အသင်းကလူမရှိတော့ဝင်ကစားပေးနေရတာလက်ချက်ချင်မှာဆိုရင်လည်းကျွန်တော်ဝင်ဘက်ကပြမဲ့ဆိုရင်ဘောင်းဝင်ဘက်ကဘလုံးမကျွန်တော်ပြမဲ့ဆိုရင်တစ်စိအခွင့်ဖတိမှုပိုင်းဘလုံးမကျွန်တော်ဒီမမြင်ရဘူးဗျဘက်ကကျွန်တော်လက်ဝင်ဘက်ချင်းကကျွန်တော်ဒေါ်ကွတ်တော့အစင်းပြေတယ်ဒါမှမဟုတ်ကျွန်တော်ဝင်ဘက်ချင်းကဘောင်းဝင်ဘက်ချင်းကဘလုံးမကျွန်တော်ဒီအစင်းပြေပြီးခဲ့တဲ့အစောပိုင်းကကျွန်တော်ဒီအာမကတ်သူနဲ့ကစားခဲ့တယ်ဆိုမလဲအာမကတ်သူနဲ့တိုင်ရရှိခဲ့တယ်ဒီနေရာမှာဆိုရင်ဒါလောက်ဝင်ကစားတယ်ဘလုံးမကျွန်တော်ဒီအစင်းပြေ ြေဘူးဗျာဒီနေရာမှာဆိုရင်နောက်တစ်ခက်ကမွန်ရွေသည်ပြောင်းရွှေ့မှာဆိုရင်သူတို့ကဝိုင်းဝင်းဘက်ဝိုင်းရဲဝဲတဲ့နဲလက်ရှိချိန်မှာဆိုရင် frame mark တို့အနေနဲ့အာစိတ်ဝင်စားလာတဲ့ frame mark ကိုကြည့်မဲ့ဆိုရင် frame mark ကတော့ဒီ soft bank တို့အနေနဲ့ဘာဘက်ကစားခဲ့တယ်ဒါပေမဲ့ liverpool စီမှာဆိုရင်သူကကျွန်တော်တို့ဒီဝိုင်းဝင်းဘက်ဝိုင်းရဲဖီဒါဒီနေရာမှာကစားတယ် တော်တော်လေးတူနေအဆင်ပြေတယ်။ဒီညမှာဆိုရင်ကျွန်တော်တို့ဒီ frame ဘောက်ကတူနေခက်ဆဲလိုက်ပေါ့ခက်ဆဲညံ့နေဆိုရင်လည်းတက်ရှိတယ်ပေါ့တော်တော်လေးတူနေအာကောင်းတယ်။သူစီကကျွန်တော်တို့ပြမဆွေအခွင့်ဖတူပိုင်းတွေ twin go တွေဒါမျိုးပြမဆွေကျွန်တော်တို့ဒီမြန်လုံးလို့ရတယ်။အများကြီးမြန်လုံးလို့ရတယ်။ဒီညမှာဆိုရင်ကျွန်တော်တို့ဒီ frame ဘောက်ပြမဆွေ United မှာဆွေတူနေအန်ဝင်အန်ဝင်နိုင်တဲ့အဆင်ပြေနိုင်တဲ့ Legacy မှာဆိုရင် United ကတူနေအာစက်ဝင်စားရတယ်။ဒီညမှာဆိုရင်ကစားသမားကျွန်တော်ဒီအသက်အရွယ်ကျွန်တော်တို့ဒီခြေဆွဲဒါအပြင်ဈေးနှုန်းရကြည့်မယ်ဆိုရင်တော်တော်လေးပေါ့ပြမဆွေတင်ရကံတော်တယောက်ဖြစ်တယ် ဂျူတလေးစဂျူတလေးစဆိုတော့ကျွန်တော်တို့ဆိုတော့လေးတွေနဲ့ပါလို့နဲ့ဒီနေရာမှာဆွေနဲ့တူတွေနဲ့အတိတ်ကတူတွေနဲ့ခေါ်ယူသင့်တယ်အရာအရာခေါ်ယူသင့်တယ်ဘာလို့လဲဆိုတော့သူတို့ရဲ့ကျွန်တော်လိုအပ်ချက်အတိုင်းလိုအပ်ချက်လိုအပ်လိုအပ်တဲ့နေရာမှာဆိုရင်ကောင်းကောင်းတူတွေနဲ့ဖြည့်နိုင်တယ်ဒီလိုမှတူတွေနဲ့ခေါ်ယူသင့်တယ်ဒီနေရာမှာဆိုကျွန်တော်တို့ဒီ framework ကိုတစ်ဖက်ကကျွန်တော်တို့ဒီအသိကြီးဖြစ်တဲ့ကျွန်တော်တို့ဒီ Man City လေပါဖို့သူတို့ကကျွန်တော်တို့ဒီစိတ်ဝင်စားနေတယ်အဲ့နဲ့ပတ်သက်ပြီးလည်းပြောမယ်ဆိုရင်ကျွန်တော်တို့ဒီ Man City လေပါဖို့တို့ကပြောမယ်ဆိုရင် framework တူတွေနဲ့မခေါ်ယူသင့်ဘာလို့လဲဆိုရင်တော့ Man City ကိုလေပါဖို့တူတွေနဲ့အဓိကလိုအပ်တာကသူတို့အသိကသူတို့လိုအပ်တာက wide back ဒါကိုလိုအပ်တယ်ဒီမှာဆိုကျွန်တော်တို့ frame mock ကသူနေဘာပဲကစားနေလဲဆိုရင်ပဲလဲသူစီကပြောမဲ့ဆိုရင်ဒီဘက်ဆင်မှာအားနေတယ်ဒီမှာဆိုရင် frame mock ကပြောမဲ့ဆိုရင် wide ဆိုရတဲ့ wide ဘက် diamond ပို့ပြီးဆင်ပြနေတယ်လက်ရှိချိန်မှာဆိုရင်ကျွန်တော်ဒီ man city liverpool ထက်စာရင် united ဘက်ဘူးသူနေဆင်ပြနေတယ်ဒီမှာဆို united သူနေဘူးသူနေခေါ်ယူတင်တယ်လက်ရှိချိန်မှာဆိုရင် united ကပြောမဲ့ဆိုရင်ဒါမှမျိုးသူပြောင်းရွှေ့မှာဆိုရင်သူတို့အသင်းကပြင်းရမှာအများကြီးရှိတယ်ဒီမှာဆိုရင်သူတို့ကရှင်းထုံးမဲ့အရှင်းရှင်းထုံးမဲ့အမိုက်ထုတ်တွေ ဒါမျိုးရှိသေးတယ်လက်ရှိမှာဆိုရင်သူကအဓိကတော့မှာကဆန်ချွဲကျွန်တော်အပြောင်းရွှေ့ဒါကိုလည်းအတူနဲ့အဓိကလောက်ရမယ်ဒီနေရာမှာဆိုရင်တစ်ဖက်ကကျွန်တော်ဝက်ရှုတ်ကျွန်တော်တို့အပြောင်းရွှေ့တွေပါရသူတွေနဲ့အစင်ပြေကောင်းပြေနိုင်တယ်ဒီနေရာမှာဆိုရင်ဆန်ချွဲအပြောင်းရွှေ့နည်းနည်းလေးသူနဲ့တိုက်ပတ်နိုင်တယ်လက်ရှိမှာဆိုရင်ကျွန်တော်ဒီ Chelsea ကကျွန်တော်ဒီဆန်ချိုးသူတွေနဲ့မခုံးပြန်ပို့မယ်ဒီနေရာမှာဆိုရင်နောက်တစ်ခါသူတွေနဲ့ဆန်ချိုးသူတွေနဲ့မထားချင်ဆန်ချိုးသူတွေနဲ့အသုံးသူတွေနဲ့ရောင်းရအောင်မယ်လက်ရှိချက်မှာဆိုရင်ကျွန်တော်ဒီဆန်ချိုးတစ်ဖက်ကဒေါမွန်သူတွေဆွေးနွေးစားနေဆိုတဲ့တဲ့ကျွန်တော်ဒီတားနေရတယ်ဒါမှမဟုတ်တခြားမသိရသေးဘူး

တော်တော်လေးသူတွေနဲ့ရှင်းထုတ်ရအောင်မယ်ဒါအပြင် owner နာကိုကျွန်တော်ယူနိုက်တက်သူတွေနဲ့ရောင်းချင်နေတယ်ဒီနေရာမှာဆိုရင်ကျွန်တော် owner နာကိုတစ်ဖက်ကကျွန်တော်ဒီ sorry ပုကက်သူတွေနဲ့အာစိတ်ဝင်စားနေတယ်ယူနိုက်တက်သူတွေနဲ့ရောင်းချင်တယ်အာမင်းပြမဆို owner နာကသူ့ပဲအဲ owner နာကို owner နာကိုတိုက်ပြီးတော့တဘောမကြတော့ဘာလို့လဲဆို owner နာကသူ့နဲ့အမားသူ့နဲ့တားဟိသူ့နဲ့ကျွတ်တယ်ဒီနေရာမှာဆိုရင် owner နာကတိုက်ပြီးတော့မကြတော့တစ်ဖက်ကဆိုတစ်ဖက်ကကျွန်တော် owner နာကပြမဆိုရင်ကျွန်တော်အသိကသူ့နဲ့ရောင်းသူအသိကထုတ်မယ်ဒီနေရာမှာဆိုရင်ကဘာကသူ့နဲ့ယူနိုက်တက်ကသူ့ဆက်နေချင်တယ်တကယ်လို့အသိကသူ့နဲ့ရောင်းသူ့နဲ့ ထမဒီလိုမျိုးကျွန်တော်တို့ဒီကြားနေရတယ်ဒီနေရာမှာဆိုရင်လည်းကျွန်မဆွေလာမှကျွန်တော်တို့ဒီမြန်မာပြောင်းရွှေ့မှာဆွေတစ်ဖက်ကကျွန်တော်တို့တက်စိတ်ပိုင်းခေါ်ရီးမှုတွေဒါအပြင်ဝင်ပတ်တွေအဖွဲ့မှာကျွန်တော်တို့အပြောင်းရွှေ့တွေဒါမျိုးပြောဆိုကျွန်တော်တို့ဒီနေ့မြန်မာပြည်ကိုချစ်ရှိနေတယ်ဒီနေရာမှာဆိုရင်ကလောင်မတူနေတဲ့အဝင်ထွက်သူတွေနဲ့ကျန်းဖို့သူတွေနဲ့ရှိရတယ်ဒါကတော့ကျွန်တော်တက်ပတ်တဲ့ပြောတာအဘလောက်ကဘာကောင်းလို့ဖြစ်သရှိပြီတော့ဘယ်လိုလဲ